ဒီနေ့မေလ17ရက်နေ့အင်္ဂါနေ့တည့်ရက်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကပ္ပရွှေစီရဲ့အလားလာနေတာကိုဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပြီးတော့ဖြစ်ပါတယ်လက်ရှိပေါ်တော့ဈေးနဲ့ပြန်ကန်တက်နေကဘာရွှေစီဘလိုနေသားရှိမလဲဆိုတော့အရင်ဦးဆုံးကဘာရွှေရဲ့ဈေးအတက်ကြချက်လေးကိုကျွန်တော်တို့သွားကြည့်လိုက်အောင်ခင်ဗျ။ဟုတ်ပြီအဲ့ဒါပြတကတာကဘာရွှေစီရဲ့အနေထားကိုကျွန်တော်တို့ကတည့်ရတာအနေထားနဲ့ကြည့်နေချင်းဖြစ်ပါတယ်။ဒီကန်တဲ့အတုံးတုံးကတည့်ရတာကဘာရွှေစီရဲ့ဈေးအတက်ကြကိုညွှန်ပြပါခင်ဗျ။ဟုတ်ပြီအဲ့ဒါပြတကမနေ့ကကဘာရွှေစီကကျွန်တော်တို့ ပြီးခဲ့တဲ့ခေါက်ကဈေးကျခဲ့တယ်ပေါ့နော်ဒီဈေးနဲ့နာဝင်ချင်းကျွန်တော်တို့3နှစ်30ဈေးနဲ့နာဝင်ချင်းဈေးကျခဲ့တယ်ပြီးတော့ဒီနေ့မနက်မှာဆိုရင်လည်းကျွန်တော်ကပ္ပရွှေဈေးကအဲ3နှစ်36 39လောက်မှာဈေးဖွင့်လာခဲ့ပြီးတော့ကျွန်တော်တို့လက်ရှိချိန်ဒီအနေဆုံးအနေနဲ့ຕົງນິດຕງາລောက်ທີ່ຈາກແດ່ອະມຽນຊົງນິດແລະຊິມາຊໍຕົງນິດງາກູຕົງນິດ60ທີ່ຕັດນີ້ແຫຼະຄະຍະອະຄຸນີ້ແຫຼະກິນບໍເນາະອຸຍໍບາຊີກວັດອ່ຈິງສາກັນນີ້ມາກະບາຢູ່ຊີອັດແຕ່ປ່ຽນຫນີຈິງຜິດປາດີນີ້ຫຍັງບໍ່ຕະຄຸຊິຫາກະບາຢູ່ຊີແລະຊິປ່ຽນຕັດນີ້ໂລ ကျွန်တော်တို့ကအကြအားကောင်းမဲ့ပြောခဲ့ပါတော့ပျံတက်နေတို့ဟာဒါကပ္ပွှေစေးအကြအားမရှိတော့ဘူးလားကျွန်တော်စဉ်းစားကြည့်လိုက်ပါကပ္ပွှေစေးကပြီးခဲ့တဲ့တပတ်တောင်ကျွန်တော်ဘလောက်မြင်ခဲ့ရမလဲဆို3 4 30 3 4 20တောင်ဈေးတန်းကနေအခုမနေ့ကဆိုရင်3 30 ठी point 200ကျော်ဗျာပစ်200ကျော်ဈေးကျခဲ့ခြင်းဖြစ်ပါတယ်အဲ့ဘက်ကမှဈေးကျပြီဆိုတာနဲ့တောက်လျှောက်ကြီးအကြဘက်သွားမှာမျိုးမဟုတ်ဘူးခင်ဗျဈေးနည်းနည်းပြန်ကန်တက်အောင်မယ်ပြန်ကန်တက်ပြီမှဆက်ကြမယ် တနည်းအားဖြင့်ပြန်ကန်တက်တဲ့ဆိုတာအပေါ်မှာဝယ်လိုအားတွေပြန်စုခြင်းဖြစ်ပါတယ်ဘာလို့လဲမဲဆိုတောက်လျှောက်ကြီးတက်တော့တောက်လျှောက်တက်လို့မျိုးကြအကြကြပြီဆိုရင်လည်းတောက်လျှောက်ကြသွားမျိုးမဟုတ်ပဲနဲ့မြများကြမယ်ပြီးရင်အောက်ဆီဒန်တနည်းအားရောက်ပြီဆိုရင်နည်းနည်းပြန်ကန်တက်မယ်ပြန်ကန်တက်ပြီးဆက်ကြမယ်အဲ့လိုပုံစံမျိုးနဲ့သွားဖို့အနေထားမျိုးများပါဘူးနော်အဲ့ဖက်တဲ့ကမှာတချို့တော့လူတွေဆိုရင်ကျွန်တော်ကကဘာချွေစီအကြအကောက်မယ်ဆိုပြီးတော့တွေ့တဲ့ဈေးတန်းအနေဈေးတန်းနေရာနေလက်ရောင်းနေရာမျိုးတွေရှိတယ်ခင်ဗျဥပမာဆိုကြပါစို့ကျွန်တော်3နှစ်30ဈေးတန်းနေ3နှစ်40ဈေးတန်းနေရာနေလက်ရောင်းနေတယ် ရောင်းလို့မရဘူးလားရတယ်ဒါပေမဲ့အဲ့ဈေးတန်းနေရာရောင်းဖို့သူကနေနှုံးနေကျွန်တော်ကအမြင်ဈေးကိုစောင့်ပြီးမှရောင်းတင်တယ်အမြင်ဈေးဆိုတာဘယ်ဈေးတန်းလောက်ကလဲဟာကျွန်တော်ဒီ3.58 3.69 3.60ဈေးတန်းဆိုရင်စရောင်းလို့ရပြီဒါတော့မှကျွန်တော်ကမြင့်တဲ့ဈေးတန်းဆိုတာဒီ3.58 3.59 3.60ဆိုတာနည်းနည်းလေးအလဲလက်ဈေးတန်းလောက်ပဲပြောလို့ရတယ်ကျွန်တော်ကဒီထက်ပိုမြင့်တဲ့ဈေးတန်းနေရှိတယ်ဥပမာ3.80လို့3.80အဲ့ဈေးတန်းဒီနာအထိစောင့်ပြီးရောင်းနိုင်တော့ပို့ပြီးအကောင်းဆုံးပဲပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့က ဈေးကျပြီဆိုတိုင်းဟာရောက်တဲ့ဈေးတန်းကနေတွားရောက်မှာမဟုတ်ဘူးဈေးဈေးရဲ့သဘောတဘာဝကလည်းသူကကျပြီးရင်နည်းနည်းပြန်ကန်တက်တက်တက်သဘောတဘာဝရှိတယ်ပေါ့ကျင်တာတောက်လျှောက်ကြီးအကြပတ်လောင်းမှာမဟုတ်အဲ့အပြစ်ကမှာကျွန်တော်ပြန်ကန်အတက်ကိုစောင်းပြန်ကန်အတက်မှာအမြင်ဈေးဒီဈေးရောရောင်းတင်ပြီလို့တတ်မှတ်လို့ရရနေရမှာကျွန်တော်စောင့်ပြီးတော့ရောင်းมาဖြစ်ပါတယ်။တနည်းအားဖြင့်ပြပြပြကျွန်တော်ပြောင်းအောင်ဘောလုံးတစ်လုံးကိုကျွန်တော်တို့အာငါးတဲ့တိုက်အမြင့်ပေါ်ကနေပိတ်ပစ်ချတယ်လို့မျိုးပဲပေါ့။ပြောင်းဘောလုံးကအောက်ချမ်းမြုံထိတဲ့ပြီးတော့နည်းနည်းအပေါ်ပြန်မြောက်သွားတယ် အဲ့လိုပြန်မြောက်သွားတော့ဟာပြန်ပေါ်လုံးက၄ဘောပြန်တက်နေရဆိုပြီးတော့ပြောလို့မရအောင်ကျွန်တော်ကအောက်ချမ်းပြင်းနဲ့ထိပ်ပြီးတော့ပြန်ကန်ခြင်းဖြစ်ပါတယ်ဒီမှာလည်းကပားချွေစီကကျွန်တော်ကပြအောက်ဇေနန်3နှစ်30ကိုထိပ်ပြီးတော့ပြန်ကန်တက်ခြင်းဖြစ်ပါတယ်တောက်လျှောက်ကြီးအတက်ဖက်သွားမယ်လို့ပြောလို့မရပါဘူးအဲ့ဒါပြတဲ့ခါမှာတခုတော့ရှိရအောင်နော်ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ကအာကျွန်တော်ဒီမှာအချင်းတသားရဲ့တိုင်းတောင်နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်အပေါ်မှာအမားဈေးတန်းတစ်ခုရှိတယ်အဲ့အမားဈေးတန်းအပေါ်ဖောက်တက်သွားရင်တော့ကပတ်ချွေဈေးအတက်ဖက်ပြန်သွားပြီလို့ပြောလို့ရပြီခင်ဗျာ ဟုတ်ပြီအဲ့ဒီဇေဒန်ကဘယ်ဇေဒန်လဲကျွန်တော်တို့အဲ့ဇေဒန်ဘယ်ဇေဒန်လဲမြင်မယ်ဆိုရင်ကျွန်တော်တို့ဒီဇေဒန်ပေါ့နော်ကျွန်တော်တို့3နှစ်60ဇေဒန်များ3နှစ်60အဲ့3နှစ်60ဇေဒန်အထက်မှာဒါကဘာရွှေဈေးဒီနေ့တနေ့ဒါအတွင်းအချင်းတနားအတိုင်းတာပိတ်စေကျွန်တော်တို့ market ခေါ်ရ H1 ကန်နယ်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကမ္ဘာ့ရွှေဈေးအတက်ဖက်ပြန်သွားလိမ့်မယ် မဟုတ်ဘူးဆိုရင်တော့ကပတ်ဆွေတရားလက်ရှိအနေထားရအကြမှာပဲရှိနေလို့မဲ့ဈေးတမတို့ဘလောက်ပဲတက်ပါစေဈေးပြန်ကြောင်းမှာ390အထက်မှာအချိန်တနာရီအတိုင်းတာအပိစင်းနဲ့မပိမချင်းကျွန်တော်တို့ကပတ်ဆွေစီရဈေးအကြပတ်ဆက်သွားမဲ့ဘက်မှာရှိနေလို့မဲ့ဖြစ်ပါတယ်ဒီထက်ပိုတည်ကြခြင်းတရက်တာအပိစင်းကြည့်ပါတရက်တာအပိစင်း390ဈေးနဲ့အထက်မှာမပိမချင်းကပတ်ဆွေစီဈေးပြန်ကြနိုင်လို့မှာခင်ဗျာ အဲ့ဘက်ကတော့ကျွန်တော်တို့ကဒီနေ့ကပားချွေစေးကိုကျွန်တော်ဈေးအသက်မှာရောင်းမယ်။ဟုတ်ပြီ။ဘယ်ဈေးကနေမှရောင်းတင်လဲ။ရောင်းတင်တဲ့ဈေးနဲ့ငါတော့လက်ရှိရောင်းနေတဲ့3.60နားမှာကျွန်တော်ရောင်းလို့ရတယ်ဒီမှာ3.60မှာကျွန်တော်ရောင်းလို့ရတယ်။အမြတ်ပိုင်းဈေးနဲ့ပြကျွန်တော်တို့3.20လောက်ထိယုံမယ်။အရှုံးပိုင်းဈေးနဲ့ကကျွန်တော်တို့အာဒီ3.60မှာရောင်းနေဆိုရင်ကျွန်တော်တို့အရှုံးပိုင်းဈေးနဲ့ကို3.65အထက်လောက်မှာပေးပါ။ဟုတ်ပြီ။3.60အထက်ဈေးဆက်သက်သွားရင်ရော ်ဈေးဆက်သက်သွားရေဆိုရင်တော့ကျွန်တော်ဒီဈေးတန်းဝင်ကျင်ပါเนาะကျွန်တော်တို့ကျွန်တော်တို့ဒီဈေးတန်းဝင်ကျင်တုံးနစ်ခုငါနာဝင်ကျင်ပါလေကျွန်တော်ရောင်းလို့ရတယ်ခင်ဗျတုံးနစ်ခုငါနာဝင်ကျင်ပါကဘာရွှေကိုပြန်ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်းတုံးနစ်ရှင်ကအထက်လောက်ပေးအမြတ်ပိုင်းဈေးတန်းပြကျွန်တော်တို့အာတုံးနစ်50 30 40ဒီယူရရည်ဒီထက်ပို့ပြီးတော့စောင့်နိုင်တယ် Rispo United ဆိုတဲ့3.20လောက်တိအမြတ်ပိုင်းဈေးတန်းပေးလို့ရပါတယ်။ဟုတ်ပြီ3.5နာရောင်းလို့3.5အဖို့ဆက်ဖောက်တက်သွားပြီဆိုတော့နောက်ဆုံးအနေနဲ့ရောင်းအောင်ဈေးတန်းအမြင့်ဆုံးဈေးတန်းကတော့3.90နာဝင်ကျင်ခမ3.90နာမှာကဘာရွှေကိုရောင်းလို့ရတယ်။အရှုံးပိုင်းဈေးတန်းကို3.95အထက်လောက်ပေးအမြတ်ပိုင်းဈေးတန်း3.50 3.40လောက်ယူလို့ရတယ်။နောက်ဘလို့ပဲကိုကပို့စောင့်နိုင်တဲ့ Rispo United ဆိုရင်တော့အမြတ်ပိုင်းစေတန်း3.20လောက်ထိကျွန်တော်တို့ပေးလို့ရတယ်ခင်ဗျ။ အဲ့အဖက်ကဒီနေ့အတွက်ကျွန်တော်ရောင်းမှန်စီတန်းတွေဖြစ်ပါတယ်။ကဘာချွေစီကလက်ရှိအချိန်ထိပေါ့နော်ဈေးအကျသွားမဲ့ဘက်ပဲရှိနေသေးပြတဲ့ခါမှာကျွန်တော်အရောင်းကိုပို့ပြီးဦးစားပေးခြင်းနဲ့အဝယ်အတွက်ဆိုရင်ရောမင်းမဲ့ဆိုရင်ဒီနေ့တနေ့တာတင်ပေါ့နော်ကဘာချွေစီဒီ390အထက်မှာဒါအချိန်တနာရီအတိုင်းတာပေးစေးနဲ့ဖောက်တက်ပြီးတော့ဈေးပိတ်သွားနိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ရေးတို့ပြန်ဝဲမယ်။ဟုတ်ပြီအဲ့ဒီရေးတို့အဝယ်ကိုအမြတ်ဘလောက်လောက်ယူမလဲလို့မင်းမဲ့ဆိုရင်ကျွန်တော်တို့အာဒီ3နှစ် 2.5လောက်ထိ3.25 sorry 3.25လောက်ဖြစ်သွားပြီ3.25ထိကျွန်တော်အမြတ်ပိုင်းဈေးတန်းပေးမယ်3.90ထက်မှာဒါအချိန်တစ်နာရီအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားတဲ့ H1 ကန်နန်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကျွန်တော်အမြတ်ပိုင်းဈေးကိုရေတိုဝယ်မယ်အမြတ်ပိုင်းဈေးတန်းကို3.25ထိပေးမယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3.85အောက်လောက်မှာပေးမှဖြစ်ပါတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့အဲ့390အထက်ဖောက်တက်သွားမှာပဲကျွန်တော်ဝယ်ဖို့အားပေးခြင်းနဲ့တကယ်လို့မဟုတ်ဘဲနဲ့အောက်ကျသွားတယ်ဆိုရင်တော့ ကျွန်တော်တို့ကဘယ်ဈေးအနှံမှာစောင့်ကြည့်လို့ရလဲလို့မြင်မယ်ဆိုရင်ဒီ3200ဝန်းကျင်ပေါ့နော်အဲ3200နဲ့3200ကြာမှာကျွန်တော်တို့ကတစ်ချက်ပြန်စောင့်ကြည့်ပြီပေါ့နော်ဈေးကအဲ3200အောက်ကိုမဖောက်နိုင်ဘူးဆိုရင်အဲ3200နဲ့3200ကြာမှာရေတိုလေးပြောင်းဝယ်လို့ရတယ်ရေတိုလေးပြောင်းဝယ်လို့ရတယ်အမြတ်ပိုင်းဈေးနဲ့ဘယ်လောက်ယူလို့ရလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့3.25လောက်မှာအမြတ်ပိုင်းဈေးနှုန်းပေးပါအရှုံးပိုင်းဈေးနှုန်းကတော့3.25အောက်မှာပိတ်မှာပေးပါခင်ဗျ အဲ့တော့ပြက်ကဒီနေ့အတွက်ကျွန်တော်ဝယ်ရမယ့်ဈေးနှုန်းဇုံကနှစ်ခုရှိတယ်3200နဲ့3205ကြာမှာဈေးမဖောက်နိုင်ဘူးเนาะဈေးမဖောက်နိုင်ဘူးဆိုရင်ကျွန်တော်နီးပညာပိုင်းရအတိပြုချက်ဆောင်ပြီးတော့ရေတိုးဝယ်လို့ရတယ်390အထက်ကိုအချင်းတိုင်းအတိုက်တာပေးစင်းနဲ့ဖောက်တဲ့ဘက်သွားပြီးဆိုရင်ဝယ်လို့ရတယ်။ရောင်းအောင်မဲ့ဈေးနှုန်းဆုံးနေရတော့390 395 390 90အဲအဲ့ဈေးနှုန်းဆုံးကြီးဖြစ်ပါတယ်။ကျွန်တော်ကဒီနေ့အတွက်ဈေးအကြဘက်ကိုကျွန်တော်ပို့ပြီးအသားပေးရဆိုကျွန်တော်ကတော့အယောင်းဘက်ကိုပို့ပြီးတော့ဦးစားပေးစီခြင်းပါတယ်။ ဟုတ်ပြီဒါရောင်းဝယ်လောက်ရမယ့်ဈေးအနေနဲ့ပေါ့နော်ပြီးတော့ကျွန်တော်ဒီနေ့တရက်တာအပိတ်ဈေးတရက်တာအပိတ်ဈေးဘဲပေါ်ပိတ်သွားရင်ကမ္ဘာရွှေဈေးဈေးအသက်ပဲပြန်ဥတည်မလဲလို့မြင်မယ်ဆိုရှင်းပါတယ်390 390အထက်ဈေးပိတ်သွားရင်ဒီအပေါ်က390အထက်မှာဈေးပိတ်သွားပြီဆိုရင်ကမ္ဘာရွှေဈေးစီအတက်ဖက်ပြန်လာပါလိမ့်မယ်ဒီတစ်ပတ်တည်းကျွန်တော်အ ਨੇ စုံမတက်ဘူးဆိုရင်တော့3350 3360လောက်ဒီဒီပတ်တည်းပြန်လာပါလိမ့်မယ်ခင်ဗျမဟုတ်ဘဲနဲ့စန့်ကျင်ပတ်နေတယ်ပေါ့ဒီနေ့ကျွန်တော်တို့တရက်တာကပ္ပရွှေရအပိတ်ဈေးတာ3200အောက်ပိတ်ခဲ့တယ်ဆိုရင်တော့ ဒီပါတော့အောက်ဆုံးစေတန်းတော့200အောက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်ဒီမှာကမ္ဘာရွှေဈေးကို300ဈေးတန်းနာအတိဈေးအကျဆက်မြင်ရနိုင်ပါလေခင်ဗျအဲ့ဒါဖြစ်တဲ့ကမ္ဘာကမ္ဘာရွှေဈေးဘယ်ပေါ်ပိတ်မလဲ390အထက်ပိတ်နိုင်မလား300အောက်ပိတ်နိုင်မလားဒါမှမဟုတ်ဈာဈေးတန်းမှာပဲပိတ်သွားပြီးတော့အခုလိုမျိုးပဲဈေးငင်တန်းတော့390နဲ့300ကြားပဲဈေးအတက်ကြပြင်းနေမလားဆိုတာကျွန်တော်ဒီညအပိတ်ဈေးကိုဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့သတင်းပိုင်းရဆိုရင်ကျွန်တော်ဒီနေ့မှဆိုရင်ကျွန်တော်တို့ ဒီနေ့ညဗမာစံတော်ချိန်ည9:00နာရီမှာအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုသတင်းချက်လိုက်တွေထွက်ပေါ်ရှိတယ်ခင်ဗျ CPI data ပေါ့နော် Consumer Price Index တွေကျွန်တော်တို့ April လရဲ့ငွေကြေးဖောင်းပွားမှု data တွေထွက်ပေါ်ရှိတယ်ငွေကြေးဖောင်းပွားမှု data တွေကပြီးခဲ့တဲ့လတွေပေါ့နော်ကျွန်တော်တို့ March လတုန်းကနည်းခဲ့တယ်ဒါပေမဲ့ဒီလတွေမှာကျွန်တော်ပြန်တက်လာမယ်လို့ပညာရှင်တွေကမှန်းထားတယ်ခင်ဗျငွေကြေးဖောင်းပွားမှု data တွေပြန်တက်လာတဲ့ဆိုရင်တော့ဘာပြဿနာရှိနိုင်လဲလို့မိမယ်ဆိုရင်လက်ရှိအမေရိကန်ဘဏ်ဘောဘဏ်ရဲ့ဘဏ်တိုးလျှော့မဲ့အနေအထားက ကျွန်တော်တို့နည်းနည်းလीတော့အခက်အခဲရှိလာနိုင်တယ်။အမေရိကန်ဘောကန်ကလာမဲ့ဂျွန်လာပေါ့နော်။နောက်လာ၁၈ရက်နေ့အမေရိကန်ဘောပန်၃-၃ဆုံးဖြတ်ချက်မှာဘန်တူးလျှော့မယ်လို့မှန်းထားကြတယ်ပေါ့နော်။တော်တော်များများမှန်းထားကြတယ်။လက်ရှိမှာလည်းဘန်တူးလျှော့နိုင်ကြီးက95ရာခိုင်နှုန်းလောက်ဈေးကွက်ထဲမှာအာများရှိတဲ့တေချာမှုရှိတယ်ဆိုပြီးဈေးကွက်ထဲမှာမှန်းထားကြတဲ့အနေအထားမျိုးပေါ့နော်။အဲ့တော့ပြတဲ့ခါမှာလက်ရှိဒီည inflation data တွေဒါများခဲ့တယ်ဆိုရင်တော့အဲ့ဘန်တိုးလျှော့မဲ့အနေထားကနည်းနည်းလေးအခက်အခဲရှိနေတယ်အဲ့အနေထားမှာဘန်တိုးထက်လျှော့တယ်ဆိုရင်မဟုတ်နောက်လာမှာအဲ့လိုငွေကြေးဖောင်းပွားမှုနှုံထားတယ်မြင့်နေတဲ့အချိန်မှာဘန်တိုးထက်လျှော့တယ်ဆိုရင်တော့ဘန်တိုးလျှော့ခြင်းကငွေကြေးဖောင်းပွားမှုနှုံထားကိုပို့ပြီးတော့ထက်သက်စေလာနိုင်တယ်ခင်ဗျအဲ့ဒါပြဿနာမှာကျွန်တော်အမြင်အပြောင်းပြဆိုကပားရွှေကလက်ရှိအကြအကောင်းနေအောင်မှာသတင်းပိုင်းရတယ်နောက်လာလောက်ထိကျွန်တော်နောက်လာအစလောက်ထိအကြအကောင်းပြီးတော့တစ်ဖက်က ငွေကြေးဖောင်းပွားမှုနှုံထားတဲ့မြင့်တက်နေတဲ့အချိန်နဲ့တပတ်ကဘန်တိုးရှော့မဲ့အချိန်နဲ့ကွက်တီလောက်သွားကြတဲ့အချိန်မှာဘန်တိုးအဲ့ဘန်တိုးစွန့်ပတ်ချက်မထွက်ခင်ပါနော်တပတ်လောက်အလုံးမှဈေးပြန်တက်လာမလားဒါမှမဟုတ်ဘန်တိုးစွန့်ပတ်ချက်အပြီးမှဈေးပြန်တက်လာမလားလို့ကျွန်တော်မြင်မိတယ်ခင်ဗျာဘာလို့ဆိုတော့အခုဈေးအကျကျွန်တော်ပြီးခဲ့တဲ့အပတ်ဗိုလ်တော်မူနေ့ညဘန်တိုးနှုံစွန့်ပတ်ချက်ထွက်အပြီးပေါ့နော်ဘန်တိုးနှုံမူလတိုင်းမဲ့ထားတယ်ဆိုတော့စွန့်ပတ်ချက်ထွက်ပြီးမှဈေးကျနေခြင်းဖြစ်ပါတယ်ဒီဈေးကျကနောက်လအမေရိကန်ဘန်တိုးနှုံစွန့်ပတ်ချက်မထွက်ခင် အထိဆက်ပြီးတော့ကြာနိုင်တယ်။နောက်လအမေရိကန်ဘန်တလုံးစုပ်ပစ်ချက်ထွက်အပြီးကမ္ဘာရွှေစီရကျွန်တော်တို့အသက်ဖက်ပြန်သွားအောင်ဒါမှမဟုတ်ဘန်တလုံးနောက်လဘန်တလုံးစုပ်ပစ်ချက်မထွက်ခင်ပါတပတ်လောက်အလုပ်ကလေးကအသက်ဖက်သွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျ။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ဒရင်ပိုင်းရလဲကမ္ဘာရွှေကိုကျွန်တော်ကတော့အကြဆက်မှန်ပါတယ်။ဒါပေမဲ့ခုနကပြောလို့ပေါ့နော်ကျွန်တော်အကြမှန်းလဲဆိုတာတောက်လျှောက်ကြသွားမျိုးမဟုတ်ဘဲနဲ့ကြတယ်ပြန်ကန်တက်တယ်ကြတယ်ပြန်ကန်တက်တယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့က သွားမဲ့အနေအထားမျိုးများပါတယ်။အဲ့ဒါပတ်သက်ကမှဈေးကျမယ်ဆိုပြီးတော့အာတွေ့တဲ့အနေဈေးတွေကနေလိုက်ရောင်းတာမျိုးတတိထားပါခင်ဗျ။အဲ့ဒါမျိုးဆိုရင်ကို့အတွက် risk များနိုင်ပါတယ်။ပြီးတော့ဒေါ်လာ index ကိုကြည့်လိုက်။ဒီဟာဒေါ်လာ index ကကျွန်တော်ပြောခဲ့တရားအထက် တက်ပြီဆိုတာနဲ့ကမ္ဘာရွှေရောင်းလို့အားတွေဝင်လာမှာအခု၁၁အထက်တောင်ရောက်နေပြီ။ဒီနေ့မနက်မှာနည်းနည်းလေးတော့ပြန်ကျနေတယ်ကျွန်တော်ကျွန်တော်တို့ဒေါ်လာ index ကအဖွင့်ဈေးတက်ဆိုင်နည်းနည်းလေးတော့ပြန်ကျနေတယ်။ဒါပေမဲ့ဒေါ်လာ index ကလည်းအတက်အားဆက်သွားပါအောင်မယ်ကျွန်တော်တို့က၁၀၂၁၀၃နေဆက်သွားပါလိမ့်အောင်မယ်။အဲ့လိုပဲ ကဘာရွှေရလဲစက်ကြပါလေဦးမယ်အဲ့လားပြတဲ့ခါမှာကျွန်တော်တို့ကသတင်းပန်းရလဲကဘာရွှေကိုကျွန်တော်အကြမ်းမ်းပါတယ်ပြီးတော့တစ်ဖက်ကလည်းသတင်းတွေကိုကြည့်မှဆိုရင်တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်သဘောတူညီချက်တရားတယ်အမေရိကန်နဲ့ UK ကုန်သွယ်ရေးသဘောတူညီမှုတွေရတယ်ပြီးရင်ရုရှားနဲ့ယူကရိန်းရတယ်ဆွေးနွေးတော့မယ်အိန္ဒိယပါကစ္စတန်ကလည်းအိန္ဒိယပါကစ္စတန်ကလည်းကျွန်တော်တို့ကအပြစ်ခက်ရဲစဲထားပြီလက်ရှိမှာစေတပ်ပဖြစ်စီမဲ့တရင်တွေဘာမှမရှိဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့က သတင်းပိုင်းရကြည့်မယ်ဆိုရင်လည်းကပ္ပရွှေဈေးကအကြဘက်ကိုဆက်သွားဖို့များပါတယ်ကျွန်တော်တို့ကအဲ့ဈေးပြန်ကန်အတက်ကိုစောင့်ပြီးတော့အမြင်ဈေးတွေမှာလိုက်ရောက်ဖို့ကတော့ရေးကြည့်တာပါဘာလို့လဲမြင်မယ်ဆိုကပ္ပရွှေဈေးရဲ့သဘောတဘောဘွားရကြပြီဆိုတောက်လျှောက်ထိုးကြမှာမဟုတ်ဘဲနဲ့အယောင်သမားတွေကိုရှင်းထုတ်တဲ့အနေနဲ့ပြန်ဆွဲတင်တာမျိုးလုပ်နိုင်ပါတယ်အဲ့ပြန်ဆွဲတင်မှာဟာကပ္ပရွှေဈေးဈေးတက်ပြီဆိုပြီးတော့လိုက်ဝယ်ကြရင်ဖြင့်ဈေးပြန်ထိုးကြသွားတဲ့အခါမှာအဲ့အဝယ်သမားတွေထက်တိမှာဖြစ်ပါတယ်ခင်ဗျအဲ့အပြတ်ကကျွန်တော်ကတော့ ဈေးပြန်ကန်တဲ့တိုင်းမှာအမြင့်ဈေးမှာရောင်းဖို့စောင့်ကြဖို့ကျွန်တော်ကမ္ဘာ့ချွတ်ထရိုက်တာတွေကိုကျွန်တော်အကြံပြုချင်ပါတယ်တခုရှိရကျွန်တော်ရဲ့သုံးသက်ချက်ကျွန်တော်ရဲ့အမြင့်နဲ့အမြင့်ချင်းတူမှာဒါကျွန်တော်လိုက်ပြီးတော့ရောင်းဝယ်လုပ်ကြပါခင်ဗျာအဲ့ဆိုကျွန်တော်တုံးတဲ့ချက်ကျွန်တော်ရဲ့အကြံပြုချက်ကလည်းမားနိုင်ပါတယ်ကျွန်တော်ဘယ်ချိန်မှမားနိုင်လဲဆိုတာလည်းကျွန်တော်ခုနကနီးပညာပိုင်းကတုံးတဲ့ချက်မှာထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကကမ္ဘာ့ရွှေထွေးတဲ့ခါမှာ risk management လုပ်ထားဖို့လိုအပ်ပါတယ်ကျွန်တော်လည်းကျွန်တော်တုံးတဲ့ချက်ကမားနိုင်ခြင်းရှိတာမို့ကျွန်တော် ကျွန်တော်ရတော့ချက်ကျွန်တော်ရအယောင်းဝအကြံပြုချက်တွေမှာကျွန်တော်အမြဲတမ်း risk management ကိုထည့်ပြောလို့ရှိပါတယ်။ဘယ်ဈေးရောက်ရင်တော့အရှုံးပိုင်းမှာစတပြင်းပေါ့နော်။အဲ့ဒါပြတဲ့ခါမှာဒူဂျီမင်းတို့အနေနဲ့လည်းကျွန်တော်အကြံပြုချက်တိုင်းအယောင်းဝလုပ်မယ်ဆိုရင်ကိုက risk management တေချာလုပ်ထားဖို့အရေးကြီးပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါပြရကျွန်တော်ဒီနေ့တရက်တာကဘာရွှေစီကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်။ အခုလိုမျိုးတုံးတက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်းနေတက်ရောက်လို့ရပါတယ်အဲ့ဒီတင်ဒန်းနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမိမနိုင်ပါတယ်ခင်ဗျကမ္ဘာ့ရွှေ Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ မေလ13ရက်နေ့အင်ကာနေတရက်တာအတွက်ကပ္ပရွှေစိတက်ကြဘူးကျွန်တော်တို့မမှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျိုးမဲ့မများပတ်စံနေကြပါစေလို့ကျွန်တော်စုမကောင်တောင်းပေးနေတဲ့ပဲကျွန်တော်ဒီနေ့တရက်တာကပ္ပရွှေစိကွက်သုံးချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြရစေခင်ဗျ